ဟုတ်ကဲ့ဒီအကျွန်မတယောက်နေနဲ့ဒီအခမ်းအနားမှာတယောက်လာရတဲ့အတွက်ပေါ့နော်အများနဲ့ကိုကိုကိုဂုဏ်ယူမိတယ်ပြီးတော့မှဒီလိုမျိုးတိုင်းရင်းသားဆူဆူလင်းလင်းနဲ့ဂရီနီရဲ့မြို့နယ်စုတွေအစုပေါင်းပြီးတော့မှခုလိုမျိုးအဒီခမ်းအနားမှာတယောက်လာတာကိုတွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်ပြီးတော့အာဒီကရနီအမျိုးသားတွေနဲ့မျိုးသားနေနဲ့ပတ်သက်ပြီးတော့မှလူငယ်ကို လူငယ်တွေကိုအခုဒီပြည်တွင်းကလူငယ်တွေပဲဖြစ်စေဒီနိုင်ငံခြားနိုင်ငံတကာရောက်ရှိနေတဲ့လူငယ်တွေပဲဖြစ်စေပေါ့နော်။ဒါပြောချင်တာကတော့ဒီခရီးနီအမျိုးသားနှစ်ကိုအမြဲတမ်းတတိယနှစ်ဖို့ရဲပြီးတော့မှ ပခုံးပြောင်းတောင်းဝန်ထမ်းဆောင်မဲ့လူငယ်တွေဆိုလဲဒီနိုင်ငံရေးဖက်မှာဒီနိုင်ငံရေးဖက်မှာအခက်ကဏ္ဍတွေပါပဲဖြစ်စီပေါ့နော်ဦးစီးဦးဆောင်ဟိုသွားမဲ့လူငယ်တွေကိုဆိုလဲအများအားအသက်တရောနဲ့ပတ်ဝန်းကျင်ပေးဖို့ဒီလက်ရှိနိုင်ငံရေးမှာလဲဆက်လက်ပြီးတော့မတော်လန်သွားကြဖို့အဲ့ဒါလေးပဲပြောချင်ပါတယ် ဒီဒီနေ့အမျိုးသားနေ့ပြန်50ကျင်းရောက်မျိုးသားနေ့မှာပေါ့နော်ခရင်လူငင်တယောက်နေတဲ့ကျွန်တော်ပြောချင်တာပေါ့နော်ဒီပြပမှာရှင်းလူရောပြတင်းမှာရှင်းလူရောပေါ့နော်အာနေရာတင်နေရာဒီတမ်းဆိုအကိုရဲ့ training လူမျိုးကိုမပြချဖို့ပေါ့နော်အကိုကဘာလူမျိုးဖြစ်တယ်အကိုကဘယ်လိုလူမျိုးလဲကိုရဲ့လူမျိုးကိုမကိုမကြည့်ရဘူးဒီမှလာမကြည့်ဘူးပေါ့နော်ပြီးတော့အဘာဖြစ်ဖြစ်ကျွန်တော်ကကျွန်တော်လိုချင်တဲ့ကိုပါပြတာခွေရဲ့ကို ကိုကိုရဲ့အခွင့်အရေးတွေကတော့ကိုရရှိဖို့ကိုကိုတာပဲကြိုးစားရမယ်အကြောင်းမလို့ရေကတက်ဖို့ပြီးတော့စီစီလုံးလုံးနဲ့အစီလုံးနဲ့တိုက်ထွက်သွားရအောင်ကတော့ကျွန်တော်ဒီလိုချင်တဲ့ပန်တာကိုရောက်လာဖို့အားလုံးပဲကိုပပဝေးချပြဖို့တောင်းဆိုချင်ဒီနေ့မှာကြာရောက်တဲ့150နှစ်မြောက်ခရစ်နှစ်အမျိုးသားနေ့မှာအဓိကပြောချင်တာကတော့ကျွန်တော်တို့ကအာဒီကျွန်တော်တို့အတွက်ကျွန်တော်တို့အတွက်ကျွန်တော်တို့ ခွေရေးကိုကျွန်တော်တို့တောင်းဆိုနေကြတော့ပေါ့နော်အာဒီကတော့ကျွန်တော်တို့ကဒီတီချာလွတ်လာတဲ့ပြည်ခုဖြစ်တယ်ဆိုတော့ကိုပြတ်တာပေါ့နော်အာဒီတီချာလွတ်လာတဲ့ပြည်ကိုဟိုတီမပြူရဒီနေ့မှာဆိုရင်150နှစ်ပြောက်ဖြစ်သွားပြီပေါ့နော်အာဒီဒီထောက်စုတစ်ခုမှာကျွန်တော်တို့ပါဝင်ပြီးနောက်ပိုင်းကျွန်တော်တို့ဒီလွတ်လပ်မှုဆိုတော့အဟာကြီးကိုကျွန်တော်တို့မခံစားရတော့ဘူးပေါ့နော်အာဒီကအနေနဲ့ကျွန်တော်တို့ဒီ green team မှာရှိတဲ့လူအားလုံးကိုပြောချင်တာကတော့ကျွန်တော်တို့စီလုံးဖို့လိုတယ်ပေါ့နော်ဘယ်သူ ဘူဒူလာခွဲခွဲကျမတို့မခွဲဖို့လိုတယ်ကျမတို့အချင်းချင်းကလည်းစီလုပ်ဖို့လိုပါတယ်လို့ပြောချင်ပါတယ်ရှင့်တရား50ကျင်းမြောက်ကိုရင်းဒုတာနေ့ကိုကိုရင်းပြည်တရားမှာကျင်းပတဲ့ရာတိပွင့်ရှိတဲ့အတွက်ပဲကျွန်တော်တို့အတိုင်းတိကိုမိပါတယ်ကျွန်တော်တို့ပြည်တော်စုဖွာတိုင်းတာခြားတော်တိုင်းတာများအနေနဲ့လည်းခုလိုမျိုးမိမိအမျိုးသားနေ့ကိုကျင်းပနိုင်ခွင့်ရဖို့အတွက်လည်းမျှော်လင့်ပါတယ်အနာဂတ်တွင်လည်းကျွန်တော်တို့ကိုရင်းပြည်တရားများနဲ့အတူခြားတော်ပြည်တော်စုဖွာတိုင်းတာများ အတူတကွပူပေါင်းပြီးတော့ဖယ်ရယ်ပြည်တော်ဆုချီတော်ခွင့်ရရှိဖို့အတွက်လည်းမျှော်လင့်ပါတယ်။ဒီဒီစနေ့ကြရတဲ့တွင်ဒီအမျိုးသားနဲ့မှာဒီကုလမျိုးတယောက်ခွေးရတာအမတမဝတ်တာပြည်ဖြစ်ပါလေ။ကရင်းမျိုးသားနဲ့ကိုကျပဒီကျပရတာဒီတနေရာတည်းမှာမဟုတ်ဘဲနဲ့တခြားပြည်တွေအောင်ပြပမှရှိတဲ့အမေ နေရာတော်တော်များများမှာလက်ချက်ပတ်နေကြပါတယ်ဂရင်းနီလူငယ်တော်တော်လူငယ်တော်တော်များများကလည်းဗလဂရင်းနီမြို့သားနဲ့ကိုခရီးသမျိုးလိုပဲနေကြတာများပါတယ်ဒီမြို့သားဒီလိုနေသူများကိုဒီအဲ့လိုမျိုးခရီးသမျိုးတဲ့ကိုပဲမမြင်စေချင်ပါဘူးဆိုတော့ကဒီဂရင်းနီနေသူနေများဒီမြို့နေသူနေတဲ့တိုက်တာကိုအလုံးကိုစားပြီးတယ်တိုက်တာအများစုလက်ပါတယ်ဆိုတော့ လက်ပချပါတယ်အလူငယ်တွေကိုလည်းကျွန်တော်အပစ်စကားတစ်ခုပချတယ်ကျွန်တော်လူငယ်တွေမှာစူး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 စီစီစီလုံးလုံးရှိကြဖို့လည်းတိုက်တွန်းချင်ပါတယ်လူငယ်လူကျွန်တော်လူငယ်တယောက်အနေနဲ့လည်းလူငယ်တွေထားပြီးတော့တိုက်တွန်းချင်တဲ့ကူရတော့ကျွန်တော်တို့လူငယ်တွေလည်းစာမင်းများဖောက်ဖို့လိုပါတယ်ကျွန်တော်တို့လူငယ်လည်းစာမင်းများဖောက်လိုက်ကျွန်တော်တို့ရဲ့အသေးခေါ်တွေမြင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်လည်းစာမင်းများထားကြဖို့လည်းတိုက်တွန်းချင်ပါတယ်